အခုဆိုရင်9လပိုင်းနဲ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်9လပိုင်းနဲ့ကိုရောက်ရှိလာတယ်ဆိုတဲ့အခါမှာ မိတ်ဆွေတို့အနီနဲ့ထူးထူးခြားခြားတွေးကြုံခံစားရမယ်ပြဿနာတစ်ခုပြောပါဆိုရင်စိတ်နှက်ခွဖြစ်တတ်တဲ့ပြဿနာလို့အတတ်မှတ်ရမှာဖြစ်ပါတယ်ငါးလဝိုင်းဆိုတဲ့ကာလာတွေးမှာကျွန်တော်ဒီကိုဘင်းလာမေးရဲ့လူတွေတော်တော်များများအနီနဲ့ဒွိဟာဖြစ်စရာတွေအများများနေရတွေ့ရတယ်ဒါအကြောင်းကျွန်တော်ငါးလဝိုင်းကိုတေချာလေးတွက်ချက်ကြည့်တယ်ဆိုတဲ့အနေထားမှာငါးလဝိုင်းကလမ်းပျောက်စရာလေးတွေအနည်းနဲ့အများဒွိဟာဖြစ်စရာကောင်းလောင်းတဲ့အခိုက်အတန့်မျိုးလေးတွေကြုံနေရတတ်တာမျိုးကိုတွေ့နေရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငါးလဝိုင်းဆိုတဲ့ကာလာမှာလူတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာအနီနဲ့ ဆိုရင်စိတ်နှခွဖြစ်ရတတ်တယ်နှစ်ခုနှစ်ခွရှင်တွဲပြီးတော့မှရွေးချယ်ရစဉ်းစားရဆုံးဖြတ်ချက်ချရခက်ခဲတတ်တဲ့အပိုင်းမျိုးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ်အလုပ်ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဓာလိလုံရင်ကောင်းမလားဟွာလိလုံရင်ကောင်းမလားစသဖြင့်တွေ့ဝေရတတ်တဲ့အပိုင်းမျိုးတွေကြုံလာတတ်တယ်လမ်းပြောင်းနေတယ်လူကြီးတော်လည်းမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရခက်ခဲနေတတ်တဲ့အဖြစ်ပြက်အခိုက်အတန့်မျိုးတွေကြုံနေရတတ်တဲ့သဘောတရားဖြစ်ပါတယ် ငါဒါလေးလုပ်ရင်ကောင်းမလားငါဒါလေးလုပ်လိုက်မယ်မှားသွားရင်လည်းငါဘလို့ဖြစ်မလဲဒါလေးလုပ်လိုက်တာအစင်ရောပြေမပြေပါမလားဒီဟာလေးရောငါတို့ကကောင်းအောင်ကောင်းပါမလားစသဖြင့်ရွေးချယ်ရစဉ်းစားရခက်ခဲရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိုတိုင်းအနေနဲ့ကဆုံးမချက်မချရတော့အာငါခီးထွက်မလို့ကွာ9ရက်နေသွားရင်ကောင်းမလား10ရက်နေသွားရင်ကောင်းမလား အဲအဲ့လိုမျိုးပေါ့နော်အထီးကတော့ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်စွမ်းနေပျောက်ဆုံးနေတတ်တယ်ဆိုတဲ့အနေထားမျိုးလေးတွေ့ရတာဖြစ်ပါတယ်အဲ့တော့ကြောင့်၅လပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့အနေနဲ့တော်တော်များများကြုံတွေ့ရမယ့်ပြဿနာဆိုရင်စဉ်းစားရဆုံးဖြတ်ချက်ချရဝေဖန်ရပိုင်းဖြတ်ချက်ချရတာခက်ခဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးကြုံတွေ့လာရတတ်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကြောင့်၅လပိုင်းဆိုတဲ့ကာလတွေမှာမိတ်ဆွေတို့တွေအနေနဲ့နှစ်ခုနှစ်ခုရှင်ပြီးတော့ရွေးချယ်စရာတွေများကြုံလာရရင်အကောင်းဆုံးကတော့ဘေးနေမေးလိုက်ပါပါနော်စလာပါအကောင်းဆုံးကတော့ မိမိစိတ်ထဲမှာဖြစ်ရှင်နေတဲ့အရာလှုပ်ရှင်နေတဲ့အရာကိုပဲရှေ့တန်းတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကကိုယ့်အတွက်ပိုကောင်းပါလိမ့်မယ်နော်အဓိကတော့ဗျာသူများတွေပြောပြီးတော့မှအဲဘယ်လိုရမလဲသူများတွေကအကြံဉာဏ်ပေးတာတွေကိုနားမထောင်မင်းနဲ့ကိုကိုတိုင်းနေနေကငါဒါလေးတော့လှုပ်ရှင်တဲ့စိတ်ဘူးပြောနေရဆိုကောက်လှုပ်လိုက်ဒါဒါလိုမျိုးအနေထားကိုယ့်အတွက်အဆင်ပြေသွားမှာဖြစ်ပါတယ် ပြီးတော့ပြဿနာနောက်ထပ်တစ်ခုရှိရာကအားငယ်တဲ့ပြဿနာဗျ9လပိုင်းသူတွေကာလအတွင်းမှာလူတော်တော်များများအနေနဲ့ကတစုံတယောက်ယောက်စီကနေပြီးတော့မှချစ်ချင်းမေတ္တာတွေကိုမျှော်လင့်နေမိတဲ့အခိုက်အတန့်မျိုးတွေကြုံလာတတ်တယ်ဒါက9လပိုင်းတွင်းမှာနိမ့်နဲ့သာသမီတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာပဲအားပေးမှုတွေလိုအပ်နေတဲ့ပုံစံပေါ့ Okay ငါလာပိုင်းကိုရောက်ပြီငါလုပ်တည်ပြန်ကြိုးစားတော့မယ်ဒါပေမဲ့ motivation လိုနေတယောက်ယောက်ကနေကိုယ့်ကိုတွန်းအားလေးပေးလိုက်တာမျိုးလေးကိုကိုကလိုချင်နေတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲတကယ်ကိုကကောင်းပါလေးရှိထားရဲဆိုလို့ရှင်အေးကောင်းပါလေးရေ ငါလှုပ်လေးတွေပြန်လုံးမလို့ငါဒါလေးဒါလေးလုံးမလို့ငါအောင်နဲလောက်လေး motivation လေးပေးပါဦးအဲကိုကိုရဲဒါလေးလှုပ်လိုက်ပါအဲဒါလေးကကောင်းတယ်ကိုကိုကြိုးစားနိုင်ပါတယ်အဲဆိုလိုချင်တာကဗျာကိုကိုတရားရောက်ကနေပြီးတော့မှဟဲ့အောင်မင်းကြိုးစားဟဲ့အောင်မင်းဒါလေးလှုပ်မင်းချမင်းလှုပ်နိုင်တယ်မင်းမှာစွမ်းသတ္တိအများရှိတယ်မင်းလှုပ်နိုင်တယ်ဆိုတာငါယုံကြည်တယ်မင်းလှုပ်ကိုလှုပ်အဲအဲ့လိုမျိုးပေါ့နော်တရားရောက်ကနေကိုကိုတွန်းအားပေးပြီးတော့မှ ပြောတာဆိုတာမျိုးကိုယ့်တယောက်ကနေ pressure ပေးလိုက်တဲ့ဟာမျိုးလေးကိုမျော်လင့်နေပြီးတတဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာခံစားရတတ်တယ်။တယောက်စီရဗျာအားပေးမှုတွေကိုလိုချင်နေတဲ့ပုံစံမျိုးကိုယ့်ဟာတယောက်ကနေတာမင်းကြိုးစားအာငါငါငါဟိုကြိုးစားကွာမင်းတကယ်ငါမျိုးသဘောချရတယ်မင်းကြိုးစားမှန်တယ်မင်းဆက်လို့အောင်ရေကောင်းတယ်အဲ့လိုမျိုးလေးတာတယောက်ကနေကိုယ့်ပြောကြည့်လိုက်အသေးလေးနင်းလုံးမဲ့လူတွေကြီးပဲဒီဗီဒီယိုတွေထဲမှာပါတဲ့လူတွေကတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်ဆိုလိုချင်တာနားလေတာအဲ့တော့ကြောင့်မလို့ချစ်တူရီးသားရှိထားတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းဒီငါးလပိုင်းတွေကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်တူရီးသားကို ကိုကိုကိုတိုင်းအနေနဲ့ပြန်ပြီးတော့အားပေးရမယ်ကိုမကောင်လေးရှိတယ်ဆိုတော့ကိုကောင်လေးဘာလို့လုံနေလဲသူ့မှာအခက်အခဲဖြစ်နေလားကိုကိုကြီးအလုပ်တိတိချာလုံတော့ကိုကိုကြီးဒါလေးတော့ဒီလိုဒီစိုးသားတော့ဘေဘီလေးကိုကြီးနားမှာအမြင်နဲ့ရှိနေပေဘေဘီလေးအဲကိုကြီးနားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးဖြစ်နေတဲ့အရာတွေကိုကိုကြီးရဲ့နားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးကိုအဲတက်နိုင်သူကြီးကိုကြီးဘေဘီလေးဘေဘီလေးကိုကြီးကိုကူညီပေးမယ်ဒီလိုပုံစံမျိုးလေးတွေများတော့အပြင်ပြောပေးပါအဲ့ဒါဆိုလို့ရှိရင်အရန်ကိုစိုးသားကြမယ်ယောက်ျားအတူကြီးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့ ဲ့ဒါကြောင့်မလို့ဒီ9လပိုင်းဆိုကာလာတွင်းမှာချစ်တူကြီးသားရှိထားတဲ့သူတွေအနေနဲ့ကကိုယ့်ရဲ့ချစ်တူကြီးသားကိုယ့်ရဲ့အိမ်နောင်ဘက်ကိုအားပေးတာမျိုးလေးလုပ်ပါအားပေးတဲ့စကားမျိုးတွေပြောကြည့်ပါအဲ့ဒါဆိုရင်အဲ့လူတယောက်ကပို့ပြီးတော့မှကိုလုံချင်ခံရသေးတယ်အပြည့်အဝနဲ့ motivation တွေအပြည့်နဲ့နေမညာညာမနာအလုပ်တွေတောင်းလျှောက်ကြီးကိုလုပ်နေမှာဖြစ်ပါတယ်ခင်ဗျဒါက9လပိုင်းဆိုကာလာတွင်းမှာ ူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်ထို့အတူပဲမိန်းကလေးတွေဆိုလည်းအဲ့လိုမျိုးပဲမိန်းကလေးတွေငါငါအလုပ်တွေပင်ပန်းနေရကွာအလုပ်တွေအလုပ်တွေကိုကမနော်အလုပ်တွေကြိုးစားနေရအလုပ်တွေလုပ်နေရတယ်ကိုယ့်ရဲ့ရည်သားစီကနေကိုယ့်ရဲ့ချစ်သူရည်သားကောင်းလေးစီကနေပြီးတော့မှ အဲအားပေးမှုလေးတွေနွေးထွေးမှုလေးတွေလိုအပ်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒီအတွက်ကြောင့်ဒီလိုကာလတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးလေးဖြစ်ဖြစ်နော်အဲအားပေးမှုလေးတွေလောက်ပါမိုတီဗေးရှင်းလေးတွေပေးပါအဲကိုကိုကြီးကြိုးစားတော့ချစ်တဲ့အားပွားကိုကိုလို့တော့တော်တယ်အဲဒီလိုလေးတွေအများသောအဖြစ်ပြောပေးပါကိုကိုကောင်းပါလေးဆိုလို့ရှိရင်လည်းဟာကလေးလေးရေတော်တယ်ကွာကလေးလေးကြိုးစားတာမိုက်တယ်ကွာကလေးလေးဘူယူရိုက်တာမိုက်တယ်ကွာဟာကလေးလေးအားဝတ်ထားလှလိုက်တာအဲအဲ့လိုလေးတွေပေါ့နော်မိုတီဗေးရှင်းပုံစံမျိုးလေးတွေစကားလေးတွေကိုတုံးတုံးပြီးတော့မှပြောပေးပါနော်ဒီနေရာမှာချစ်တူကြီးတာမရှိထားတဲ့သူတွေအနေနဲ့ကတော့ဘာမှကိုလောက်ရမှာမဟုတ်ဘူးမင်းတို့တွေကိုအားပေးမဲ့ သူလည်းတိတ်ပြီးရှိမှာမဟုတ်ဘူးဆိုတော့ချစ်ရီသာမရှိခဲ့သူတွေကတော့ဒီတိုင်းပလင်းကြီးကိုယ့်အနေကိုတယောက်တည်းကြည်ခွဲခံစားပြီးတော့မှအဲတယောက်တည်းအားနေအိမ်နေအဲ့လိုပုံစံမျိုးဖြစ်မဲ့သဘောတရားကြီးတော့သွားရတယ်ပေါ့နော်ဒါကတော့ချစ်ရီသာမရှိခဲ့သူတွေကိုပြောပြတာပါချစ်ရီသာမရှိခဲ့သူတွေတော့အထီးကျန်ဆန်တဲ့အဲငားလာပိုင်းလေးကိုဖျက်တမ်းရအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်โอเคပါကဲဒါလေးကတော့အဲငားလာပိုင်းနဲ့ပတ်သက်ပြီးတော့မှအဲ့တိထားသင်းတဲ့အချက်လက်လေးတွေကိုလိုင်းပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။ Okay အားလုံးပဲမင်္ဂလာပါ။အားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ။